င်းချက်ကသူတွေ့ဘူးသမျှတွေမှာထိုးရအကဆုံးဆိုရင်အန်ကယ်ဆန်အန်ကယ်ဆန်ကတော့ပြီးခဲ့တဲ့နှစ်ကချန်ပီယံထိုးတဲ့ခဲ့တဲ့မြန်မာဖိုင်တာဖြစ်တဲ့သွေးလင်းချက်နဲ့ပတ်သက်ပြီးသွေးလင်းချက်ကဘယ်လိုမျိုးဖိုင်တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုစီမွန်ကန်နဲ့အတူခွဲနေပြီးတော့ပြောကြားသွားခဲ့ပါတယ်သွေးလင်းချက်အတွက်ကတော့အန်ကယ်ဆန်နဲ့ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်ဟာတွေ့ကြုံကောင်းနေများစွာရရှိခဲ့တဲ့ပွဲစဉ်တွေဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးအရှုံးတွေကလည်းအမျက်ကိုရှာဖွေသွားနိုင်လိမ့်မယ်လို့ယူဆချင်ပါတယ်အန်ကယ်ဆန်ဟာသွေးလင်းချက်ထံအဆက်ဆက်ရာတာလွန်နဲ့ဖိုင်တာတယောက်ဆိုတာအစိုးရကသဘောပေါက်ထားခဲ့ကြပြီဖြစ်မှာပါ လက်ရှိချိန်မှာရလဒ်ဒီဘလိုပဲဆိုးနေပါစေအသက်အရွယ်တစ်ခုကိုဘလိုပဲရောက်နေပါစေချန်ပီယံခပ်ဘက်ကိုစုကူထားခဲ့မှုရဲ့ဆိုတဲ့ဂုံပေါ့တစ်ခုတည်းနဲ့တင်ကလင်းထက်ထက်သားတဲ့ဆိုတော့ဘယ်သူမှငြင်းပယ်နိုင်မှာမဟုတ်ပါဘူးအကယ်ဆန်းရင်ဝမ်းမှာရှင်ပြိုင်ထိုးတက်ခဲ့တဲ့ပွဲရည်တွက်ကမနေဘူးလို့ဆရာမှဖြစ်ပြီးပြန်ဝဲဆုံး၁၄ပွဲအထိပါဝင်ရှင်ပြိုင်ထားခဲ့ပြီးအဲဒီမှာရှုံးဝဲက၄ပွဲသာရှိထားခဲ့တာဖြစ်ပါတယ်သူရှုံးထားခဲ့တဲ့ဖိုင်တာတွေကလည်းတကယ်ကိုဒေးဒေးအကျယ်ထိတန်းဖိုင်တာကြီးတွေနဲ့ရှင်ပြိုင်ထိုးတက်ခဲ့ပြီးအရှုံးပေးထားခဲ့ရတာပါ အရင်ဆုံးဂျန်နတန်ဟကာဒီနဲ့ရှင်ပြိုင်ကယ်ဘီ9ချင်းအထိအနိုင်ရှုံးပေါ်ခဲ့တဲ့အတွက်ဒိုင်းဆုံးဖြစ်တဲ့တူအဂက်ဆန်တောင်ရှုံးဝဲဆပြီးတော့ဂျုံခဲ့ရပါတယ်။အဲ့နောက်ပရာဂျန်ဆိုင်ကိုလည်းနှစ်ချင်းကစားနှစ်ချင်းစလုံးအရှုံးပေးခဲ့ရတယ်လို့နောက်ဆုံးဂျန်နတန်ဒီဘဲလောက်ကိုလည်းရှုံးပေးခဲ့ရဖြစ်ပါတယ်။အဂက်ဆန်ဟာတက်ကြည့်မိမယ်ပြည့်စည်သေးတဲ့လူကြီးဖိုင်တာတယောက်လို့ဆိုတော့သတင်းထက်ကိုပြသသွားခဲ့တာဖြစ်ပြီးအတွေ့အကြုံဆိုတော့ ဝယ်ယူလို့ရတဲ့အရာမဟုတ်ကြောင်းအချိန်နဲ့သွေးနဲ့ချွေးနဲ့ရင်းနှီးကဲကြရတဲ့စွာကိုပြသသွားခဲ့တာလည်းဖြစ်ပါရင်ညမဖိုင်တာတွေနဲ့လည်းအန်ကင်ဆန်းကိုအတူတူတင်တယ်လို့ဆိုရမှာဖြစ်ပြီးအသက်၄၀ကျော်လာခဲ့တာတော့မှလူငယ်တွေနဲ့ရှင်ပြိုင်တဲ့အခါနိုင်ဦးနိုင်တဲ့အစွမ်းစားတွေရှိနေသေးတယ်လို့ဝါဒနာနဲ့အိမ်မက်ကိုမစွန့်အသေးပဲသူ့ရဲ့အချိန်တွေကိုအကောင်းဆုံးချပြနေကြတာကိုမြင်တွေ့နေကြရပါ။အကယ်ဆန်းအောင်ချန်ပီယံဟောင်းတယောက်နောက်ပြီးတော့ချန်ပီယံကပတ်တွေကိုလွယ်လွယ်ကူကူနဲ့ရောက်ခဲ့တာမဟုတ်တဲ့အကြောင်းကိုသွင်းလင်းထက်တဲ့ပွဲမှာပြသသွားခဲ့ပြီးလူကသာအသက်ကြီးတာပညာကောင်းတော့နုပြိုနေတော့မယ်ဆိုတာကိုပြသသွားခဲ့တာလည်းဖြစ်ပါရင် ဝေတိုင်းပေါ်မှာဘလောင်းချင်တယ်ဆိုတာကိုပြသသွားခဲ့တာဖြစ်တယ်လို့ဆရာမပြောပြီးတချို့တွေကအသက်ကမကြီးသေးသလိုပြိုင်မဲ့နဲ့ရှင်ပြိုင်တဲ့အခါမှာဘာဆိုဘာမှတိုးပြန်နိုင်ခြင်းမရှိသလိုဒုတိယအချိန်လောက်မှာတော်တော်လေးကြာသွားခဲ့ကြတာကများပါတယ်အကယ်ဆန်းကတော့အမှန်ကန်ကျမ်းပြသွားခဲ့တာဖြစ်ပြီးတွင်လင်းထက်ကြောင့်ကံကောင်းလို့မရှုံးခဲ့တာဆိုပြီးတော့ပြောရမလို့ဖြစ်နေခဲ့တာပါတွင်လင်းထက်ကိုအနိုင်ယူခဲ့တဲ့အကယ်ဆန်းဟာတွင်လင်းထက်နဲ့ပတ်သက်ပြီးလူကြီးတယောက်အနေနဲ့လူကြီးစကားပြောသွားခဲ့တာပါအကယ်ဆန်းကတွင်လင်းထက်ကကျွန်တော်တူဦးသမီးဖိုင်တာတွေထဲမှာထိုးရအကန့်ဆုံးဖိုင်တာပါသူ့မှာကကြိုမှန်းလို့ရတဲ့တိုက်ွက်တွေရှိတယ် ဘောက်တဲမဲ့ကစားပွဲပုံညာမျိုးစုံနဲ့ထွက်လာခဲ့တာပါအဲ့တော့ကျွန်တော်လည်းသတိထားပြီးထိုးရပါတယ်ဒုတိယအစီအမပတ်တောင်ထိတာတော့မသိလိုက်ဘူးအောက်ကိုလည်းကြာသွားမှသိလိုက်တာပါသတိထားပြီးပြန်ထားခဲ့ပါတယ်ဒါပေမဲ့မူးနေတော့မှပဲတတိယအစီအမလည်းသတိချက်မှန်သွားပါတယ်အောက်ကိုသုံးပြီးထိုးလိုက်တာပါကျွန်တော်တင်သူထမလာတော့ဘူးပေါ့ဒါပေမဲ့ပြန်ထလာတော့ကျွန်တော်တော့အံ့ဩမိသွားတယ်ဒီဘက်ကကျွန်တော်ဘွားမှာပထမအုံးဆုံးမြန်မာဖိုင်တာနဲ့ထိုးရတဲ့ပွဲအစဉ်မှာဒီပွဲမှာဝေးကျော်သွားခဲ့တာကကျွန်တော်ရဲ့ပေါ်စားမှုပါကလပ်မှာဝေးမချခဲ့ပါဘူးအရင်ကပဲဒီရောက်မှချမယ်ပေါ့ ဒါပေမဲ့ကျွန်တော်မလုံနိုင်ခဲ့ပါဘူးဆိုပြီးအန်ကယ်ဆန်းကပြောသွားခဲ့ပါတယ်။တွင်လင်းထက်အတွက်ကတော့အန်ကယ်ဆန်းနဲ့ရှင်ပြန်ခဲ့ရတဲ့ပွဲစဉ်ဟာတော်တော်လေးပညာရရရှိသွားခဲ့မှာဖြစ်တယ်လို့ပြောမှာဖြစ်ပြီးတကယ်ဝိုင်းရင်ဖိုင်တာချင်းတယောက်နဲ့ရှင်ပြန်ရတဲ့အခါတွင်လင်းထက်တယောက်မမေရလုံးပြနိုင်ခြင်းမရှိခဲ့ပဲဘက်ထရောင်တစ်ချက်နဲ့အမှတ်စဉ်ရေးထွက်ခံရအောင်လုံနိုင်ခဲ့တာတခုလည်းရှိထားခဲ့တာဖြစ်ပါတယ်။